Hello everyone အားလုံးမင်္ဂလာပါရေကုန် Insight Channel ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရေကုန် Insight Channel ကနေပြီးတော့အားလုံးကိုအကျိုးရှိစေမယ့် application လေးနှစ်ခုနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒီ application လေးကိုသိထားရဆိုလို့ရှင်တော့အားလုံးတွေ့အဆင်ပြေမှာပါပဲ ဒီ application နေရတော့ဘောလို့ရန်ကုန်မှာမိုက်တယ်ဥမာကိုကတခြားမြို့ကိုသွားပြီးတော့ဟိုတယ်မှာသိတာပဲဖြစ်ဖြစ်တင်းတဲ့နေရာမှာကိုအာ save မဖြစ်တဲ့နေရာမှာဆိုလို့ရှိရင်တော့ဒီ application ကိုထုတ်ပြီးတော့အာ detect လိုက်တာနေတဲ့ကိုနားမှာ camera ရှိနေလားကိုကိုချောင်းရိုက်နေလားအာကိုပုံမှာ privacy ချိုးဖောက်နေလားဆိုတဲ့အရာကိုကိုနေနေတာဒီ application နဲ့ချိန်ရခံလို့ရတယ်ဘောလို့ဒါကြောင့်မို့ဒီ application လေးကိုအာမိတ်ဆက်ပြီးမှဖြစ်ပါတယ် ။ဒုပြမအုံဆုံးဒီ application တစ်ခုကိုရင်းလုံးထောင်းလို့ဆွဲမယ်ပေါ့နော်။သူ့နာမည်ကတော့ hidden camera detector ဖြစ်တယ်။အာသူကတော့ဒီလိုမျိုးအစိမ်းရောင်ကလေးနဲ့ပေါ့နော်။အဲ့ဒါဒီကိုရင်းဆုံး install လုပ်ပါမယ်။ဆိုတော့ install လုပ်ပြီးသွားလို့ရှိရင်တော့ဒီ application နဲ့ဝင်ပြီးတော့ဘယ်လိုလေးသွားရလဲဆိုတော့ပြပြမှာဖြစ်ပါလိမ့်။ download ဆွဲပြီးသားလို့ရှင်တော့ application နဲ့ဝင်ပါမယ်ဆိုတော့အဲ့မှာ agree ဆိုတာလေးနှိပ်ပေးပါပေါ့နော်ဆိုတော့ဒီထဲမှာ category အများကြီးရှိတယ်ကိုယ်အနေနဲ့ camera ကိုအာစစ်လို့ရတယ်ပေါ့နော်ဆိုတော့ပထမအောင်ဆိုဒီ tag ကိုရဲ့ camera ဆိုတာလေးကိုစစ်ပေးမယ်ပြီးအောက်မှာများပြထားတဲ့ဟာလေးကိုနှိပ်ပေးပါအဲ့မှာဆိုလို့ရှင်ပေါ့နော်အာ KV ကိုနာမှာ camera ရှိခဲ့ရဆိုလို့ရှင်အောက်မှာစာမှာ ကင်မရာ detect ကပုံမှာပေါ့နော်ဒါပေမဲ့ဒီနားမှာ no potential ကင်မရာ detect တက်ဆိုရေးထားတယ်ဒါကတော့ကင်မရာခုနားမှာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်မျိုးစစ်လို့ရတော့ detect infrared camera ပေါ့နော်ဝင်လိုက်ပေါ့အဲ့မှာဝင်ပြီးလို့ရှိရင်တော့ဒီမှာဒါကတော့အာ location ဖွင့်ရမယ်ပေါ့ဖွင့်ပြီးလို့ရှိရင်တော့လည်းလို့ဒါကတော့ကင်မရာနဲ့စစ်တာပေါ့နော်ဒီလိုမျိုးပြုကြမယ်ဒီအစကိုစစ်ချင်တဲ့ဆက်လို့ရတယ်ဥပမာကိုယ့်ရဲ့အခန်းတောက်ဒီမှာကိုကဒါလေးထောင်ထားမ ာပြီးတော့စင်မယ်လိုက်လိုက်မယ်စင်မယ်တခါတော့စစ်လို့ရတယ်ပေါ့နော်ဆို location လိုက်တော့စစ်လို့ရတယ် AKV ရှိရဆိုလို့ရှိရင်ဒီအောက်မှာပုံပေါ့နော်အခုကတော့ဒီ drop လေးနဲ့ဒီအနီရောင်ဒီ eye ပုံစံလေးရှိရအဲ့ဒါတော့ကင်မရာမရှိဘူးလို့ကိုယ်အနေနဲ့ယူဆလို့ရပါတယ် ဒီအပေါ်ကနှစ်ခုကတော့ free သုံးရတယ်ပေါ့နော်ကျန်တဲ့ဟာကတော့ pro အကောင့်ဝင်မှာသုံးရတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီနှစ်ခုနဲ့နေတော်တော်လေးကိုအဆင်ပြေနေပြီဒီနှစ်ခုကိုတခြားသုံးတဲ့ဆိုလို့ရှိရင်တော့ကိုတော်တော်လေးကိုမှအကျိုးထီအောင်မှုရှိမှာပါ က်ထပ် application တစ်ခုကတော့ဒီရဲ့ပေါ့နော်ဒီ hidden camera ဟာလေးဖြစ်ပါတယ်ဒီ hidden camera ဟာလေးဆိုလို့ရှိရင်တော့ဒီ category လေးမျိုးခွဲလို့ရတယ်ပေါ့နော်ဆိုတော့ဒီ category လေးမျိုးထဲမှာဆိုလို့ရှိရင်တော့ကိုယ်အနေနဲ့ site တဲ့ဟာနဲ့ပေါ့နော် scan ဖတ်လို့ရပါတယ်သူကတော့ scan လို့ ဟုတ်ဒါဆိုလို့ရှင်တော့ဒီ application နှစ်ခုဒီကိုတည်ချာလေးအသုံးပြုပြီးတော့ကိုသွားရနေရကိုရှိရရရမှာဆိုလို့ရှင်ကိုအတွက် privacy ပေါ့နော်ကိုရချိုးဖောက်ဖို့နိုင်ဖို့ရန်အတွက်ဒီ application လေးကိုအသုံးပြုပြီးကာကွယ်ချဖို့အတွက်အကြံပြုချင်ပါတယ်အဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံးသေးပါမယ်ရှင် bye bye